ပေးတဲ့အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ်ချန်နယ်နဲ့ပြန်လည်ကြိုဆိုရပါရှင်။ကျမတို့ channel ကနေနေဆင်ပြတွင်ပြပါတိုင်းများ။ကျွန်တော်ရဲ့တိုင်းများနဲ့နောက်ဆုံးတိုင်းများကို channel တစ်ပြည့်စာတင်ဆက်ပေးတော့မှာဖြစ်ပါရှင်။ပြည်တော်စုအင်္ဂါစင်အရာအရတာအစိုးရရဲ့နောက်အဆင့်ရှိမှထားရှိခဲ့လို့ဒေါက်တာပုံထားခဲ့တဲ့ main line အနာသိ ဥတိန်စိန်အစိုးရလက်ထက်မှာတက်ချုံမင်းအွန်လိုင်းဟာတူတမရအဆောင်ရောင်နဲ့တန်တူမြောက်စားချင်းခံခဲ့ရပေမဲ့ NID အစိုးရလက်ထက်မှာတော့ပြည်တော်စုအင်္ဂါစင်အတိုင်းစီလိုက်တဲ့အခါမှာမင်းအွန်လိုင်းဟာအဆင့်ရှိနေရမှာရှိပြီးပြည်တော်စုတရားသူကြီးနောက်မှာရှိနေခဲ့ဖြစ်ပါရယ်။ဥဖြိုးမေသိန်းကတော့တက်ချုံဟာပရိုတိုကောအရာညွန့်ချုပ်အဆင့်မှာရှိတဲ့ပြောမီလို့ မင်းအောင်လိုင်းစစ်တပ်တကူလုံးဆွတ်ဆွတ်ကိုအောင်ဆိတ်ဆူခဲ့ကြလို့ပြန်တောင်းပန်ခဲ့ရဖို့လည်းရှိပါတယ်။စစ်တပ်ရဲ့ဗီဇာထံမှာကိုအောင်ချူနီယာကမိဘချမ်းသာလို့စီနီယာထဲကောင်းတဲ့ကားဝယ်စီမင်းတောင်းအပြုတ်ရှင်းအပြတ်ရှင်းလေးရှိတော့ပြည်တော်စုအင်္ဂါစင်အရာအရာသားအစိုးရရဲ့နောက်ရှိမှရှိနေတာဘလို့မှတီးခန့်နိုင်မယ်မထင်ပါဘူး။နောက်ပိုင်းမှာတော့တက်ချုံဆိုတာဒုတမရအဆင့်ရှိလို့လေးစားကြဖို့တက်မလို့ဖက်ကမကြကနာထုတ်ဖို့ပြောဆိုခဲ့တာအချိန်ချင်းပဲဖြစ်ပါရယ်။၂000တေ go to sound ဘွက်ချင်းမြင့်ခဲ့တဲ့အခမ်းအနားမှာ မှာတက်ချုံမင်းအွန်လိုင်းဟာအင်္ဂါစင်အရဒုတိယအတန်းမှာခုံမနီယာချထားခန့်ခဲရတဲ့ပြပါရယ်။ဂျာမင်းအွန်လိုင်းအတွက်အလွန်မင်းဒေါက်တာထွက်ခဲ့ပြီးစစ်တကအာနာပြန်သိဖို့အတွက်တေချာသွားစေခဲ့တဲ့ကိစ္စရဖြစ်သွားခဲ့လည်းဖြစ်ပါရယ်။အခုတော့2008မြန်မာပရိုတော်ကို မကျင်းတဲ့လို့အနာထတင်ခဲ့တဲ့တချို့မင်းအလည်းဟာသူများနိုင်ငံခေါင်းဆောင်ထိုင်းနဲ့ထိုင်းကိုရီးယားဟိုးနောက်ကမထင်မရှားခုတ်တန်းလေးမှာနေရာချထားခြင်းခံခဲ့ရတဲ့ဖြစ်ပါရယ်နိုင်ငံတကာပရိုတိုကောအရာဆိုရင်တော့ပွဲခင်းချက်မှာကွန်ရတွေရမယ်ဆေးလိတွေရမယ်ဆိုတဲ့အစ်စ်မှာပဲလို့ဆိုရမှာဖြစ်ပါတယ်လို့နိုင်ငံရေးလေးလာတုံတက်တွေအမှတ်ချက်ပြထားလည်းဖြစ်ပါရယ်ဆက်လက်ပြီးတော့တာယာဝတိခရအတွင်ရှိမြို့နယ်များအလို့တွင်လှုပ်ချုံရေးအရာအမျိုးသားနှစ်ဦးတွဲပြီးတော့ဆိုင်ကယ်စင်းတဲ့သူများကိုစစ်တပ်ကပြစ်ခတ်မိဟုတရားဝင်ကြေညာလိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင့် ပကိုးတိုင်းတိုင်ယာမတခင်ရဲ့အတွင်အကြံပေးစစ်တပ်ခန့်နဲ့အုတ်ချုံရုံမှုများနဲ့စစ်တပ်ဒေါက်တာများဆက်တိုက်တိုက်ခိုက်ခံရပြန်အောင်အမျိုးသားနှုတ်ဦးတွဲပြီးတော့ဆိုင်ကယ်စင်းနေသူများကိုစစ်တပ်ကပြစ်မိတ်ပေးထားကြောင်းထွေအုပ်တရင်းရဲမြစ်ကရန်ကုန်ခေတ္တတရင်ဌာနတို့ပြုစုချဖြစ်ပါရယ်မေလာ6ရက်နေ့မှစပြီးတိုင်ယာမတခင်အတွင်ရှိမြို့နယ်များတွင်အကြံပေးစစ်ကောင်စီကနှင်းမြေလုံချုံရဲ့အကြောင်းပြ၍ဆိုင်ကယ်စင်းနေရာတွင်အမျိုးသားများမောင်းနေပါရာတွင်နောက်တွင်အမျိုးသားတို့ထပ်မံတည်ဆောက်ခြင်းမပြုရန်အမျိုးသမီးနောက်တွင်အမျိုးသားလိုက်ပါစင်းနေခြင်းမပြုလို့ရန်အကြံ ဖက်စကောင်စီရဲ့အစီအမံအုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ထို့သောထုတ်ပြန်ခြင်းဟာတာယာဝတိခရယအတွင်ရှိမြို့နယ်များမှာအကြံပေးစစ်တပ်ခန့်ရဲ့အုပ်ချုပ်ရေးမှုများဆက်လက်တက်ခတ်ခံရမှုမဖြစ်ပွားစေရန်လှုံ့ဆော်ခဲ့ခြင်းဖြစ်ကြောင်းရင်းတို့တာမြင့်ထားသည့်ဆိုင်ကယ်စီးနှင်းမှုများလှုံ့ဆော်ကပြစ်ခတ်ဖန်ဆင်းမှုများလှုံ့ဆော်နိုင်သည်ဟုအကြံပေးစစ်တပ်အရာရှိများကညွှန်ကြားထားကြောင်းသိရှိရပါသည် တို့ကစစ်စင်သားမြစ်တယ်ဆိုတာလူကြောက်အောင်ထုတ်ပြန်ချတာအမျိုးသားနဲ့ဦးတွဲဆိုင်ကယ်စီးနေတဲ့သူကိုစစ်တပ်အရာရှိတွေကပြစ်မဲ့ပေးထားလို့သိရပါတယ်အခုတော့ပြစ်ခတ်ဖမ်းဆီးထားတဲ့တရင်တော့မကြမ်းမိသေးပါဘူးနောက်ပိုင်းပြစ်ခတ်မှုတွေဖြစ်လာနိုင်ပါတယ်အုံကြီးတွေနဲ့သူတို့ရဲ့တောက်တိုင်တွေဆက်တိုက်ပြစ်ခတ်ခံနေရလို့အရေးပေါ်ထုတ်ပြန်လာလို့သိရပါတယ်နောက်ပြီးတော့မြို့ပေါ်စစ်တပ်စခန်းတွေနဲ့ကြော်ရေးတပ်ဖွဲ့တွေဝင်ပြစ်မှာကိုလည်းကြောက်နေကြတယ်ဟိုချွေအုပ်တရင်အမြင့်ကပြောဆိုထားလည်းဖြစ်ပါတယ် တရားဝတိခရမ်းတွင်တရားဝတိမျိုးနယ်လေဗရန်မျိုးနယ်မင်းလာမျိုးနယ်မိုးညိုမျိုးနယ်အုတ်ဖိုမျိုးနယ်ကျုပ်ပေကောင်မျိုးနယ်ဇီကုံမျိုးနယ်တွင်လည်းနှစ်ကလေးမျိုးနယ်တို့ပါဝင်ကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးတော့အမေရိကန်ကိုဆန့်ကျင်ဖို့တမ်မနစ်မိတ်ဆွေတို့လိုလက်တွဲသွားမယ်လို့ပူတင်နဲ့ရှိရှိပင်ကပြည်ပြူထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။အမေရိကန်ရဲ့အော်ဆာလုံမှုမှုကိုထစ်ထရင်ရောက်တာစီးရင်နိုင်နိုင်ငံခြားမှပူပေါင်းဆောင်ရွက်မှုကိုနောက်တစ်ဆင့်တိုးမြှင့်ရေးတရုတ်တမရရှိရှိပင်နဲ့ရုရှားတမရဗလာဒီမာပူတင်တို့မေလာ ချင်းရနစ်ကကတိပြုခဲ့ကြပြီးမိမိတို့နိုင်နိုင်ငံအနေနဲ့တမ်မနိမိတ်ဆွေတို့လို ဖြစ်တဲ့တယ်လို့ပြောကြားခဲ့ကြကြောင်းသိရှိရပါတယ် ကင်မလီနန်နော်ဆွေးနွေးပွဲအတွင်းမှာအမေရိကန်ချစ်ဆိုးမှုမရှိတော့တဲ့ကဘာကြီးရဲ့အခြေအနေအသစ်ကိုကောက်ွက်တူတွေအဖြစ်သူတို့ကိုသူတို့ညွှန်ဆိုခဲ့ကြကြောင်းသိရှိရပါတယ်။စီရေးဆက်စင်အပအဝင်ကဏ္ဍအလုံးမပူပေါင်းဆောင်ရွက်မှုတုံ့ပြန်သွားဖို့နိုင်ငံကောင်ဆောင်တဲ့အူတဘောတူညီမှုအများရှိခဲ့ကြောင်းသိရပါတယ်။ယူကရိန်းစစ်ပွဲဟာစတင်ဖြစ်ပေါ်ခဲ့တဲ့အမြင်မြင့်ကိုဖော်ထုတ်ရှင်းလင်းပြမှာပဲပြည်လည်နိုင်မှာဖြစ်တယ်လို့ကျွေးဝင်ရုရှားကောင်ဆောင်တို့ကပြောဆိုခဲ့ကြောင်းသိရပါတယ်။ ယူကရိန်းအနေနဲ့ NATO အဖွဲ့ဝင်ဖြစ်လာနိုင်တဲ့အကြောင်းရင်းကြောင်းယူကရိန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရတာဖြစ်တယ်လို့မော်စကိုကအမကြာခဏပြောဆိုထားတယ်ဖြစ်ပါတယ်။မေလာရှင်းနဲ့မှာကြာရောက်ခဲ့တဲ့ဒုတိယကမ္ဘာစစ် အဆုံးတက်နေ80နှစ်ပြည့်အခမ်းအနားအတွက်ကရင်မလင်းနန်းတော်ကိုရောက်ရှိကြတယ်။ကမ္ဘာကောင်ဆောင်နတာစင်ကျော်ထဲမှာရှိရှိပင်ဟာအကောင်ဆုံးဖြစ်ကြောင်းသိရပါတယ်။ဒီုံနဲ့ရုရှားတို့ပူးပေါင်းပြီးတစ်ဖက်သက်လှုပ်ဆောင်မှုတွေအနိုင်ကျင့်မှုတွေကိုသာစီတွားမယ်လို့လည်းပူတင်နဲ့ရှိရှိပင်တို့တဘောတူညီမှုရရှိခဲ့ကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးတော့လိုင်တရာရွှေလင်းဘက်ဆက်မှုစုတွင်တလလေး9သိန်းတထောင်ဖြင့်လှုပ်ချွေအလုတ်ခေါ်တစ်ပြင်းတွားရောက်လျှောက်ထားရကနေပေါ်ရဆွဲဖက်စီခံခရရပြီးစစ်သားစုဆောင်ရေးပို့ဆောင်ခံရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှဖြစ်ပါ ရှင်ရန်ကုန်တိုင်းလိုင်တန်းရရွှေလဲပန်းစက်မှုစုတွင်တလလီ9သိန်း1000လဆာရရှိမိဟုအလောက်ခေါ်တဖြင့်တွားရောက်လျှောက်ထားရကနေပေါ်လာဆွဲဖက်စစ်ခံခဲ့ရပြီးစစ်သားစုဆောင်ရေးပို့ဆောင်ခံရကြောင်းဖက်စစ်ခံခဲ့ရတဲ့လူငယ်တချို့ရဲ့မိတ်ဆွေများကရန်ကုန်ကတည်းကတင်ဌာနတော်လို့ပြောဆိုထားဖြစ်ပါရယ်ပဲခူရိုင်းတနက်ပင်မြို့နယ်မှာအသက်25နှစ်အရွယ်လူငယ်နှစ်ဦးဖြစ်တဲ့မောင်စောချက်လင်းနဲ့မောင်ရဲနောင်တို့ဒီရန်ကုန်တိုင်းလိုင်တန်းရမြို့နယ်ရွှေလင်းပန်းစက်မှုစုတွင်တလလီငွေကျပ်9သိန်းတောင်းရရှိမိ ီဆိုကအလုတ်ခေါ်စာလက်ကမ်းကြော်ညာကိုတွေ့ရှိခဲ့တဲ့ပြင်ဖုန်းဖြင့်ဆက်တွေ့ခဲ့ရပြီးရန်ကုန်သို့တက်လာရန်ပြောဆိုခဲ့ကြောင်းထို့ကြောင့်မေလ၄ရက်နေ့အလုတ်လျှောက်ထိုင်ရန်၎င်းတို့နေထိုင်ရာတနက်ပင်မြို့နယ်မှာရန်ကုန်သို့လာရောက်ခဲ့ပြီးနောက်ပျောက်ဆုံးသွားခဲ့ကြောင်းရင်းနောက်မေလ၈ရက်နေ့တွင်မောင်စောထက်လင်းနဲ့မောင်ရဲနောင်တို့က၎င်းတို့ကိုအိစင်မြို့နယ်တင်းငင်းကုန်းစစ်သားစုဆောင်ရေးတပ်တို့ပူးဆောင်ခံထားသည်ဟုမိသားစုများထံအကြောင်းကြားလာကြောင်းသိရှိရပါသည် ရွှေလင်းပုံရွှေလင်းပန်းဆက်မှုဆောင်မှာဆက်ယုံလုံခြုံရေးလုပ်ရမယ်တလ9သိန်း1000ရမယ် တင်းတန်း၃လတက်ပြန်းနဲ့လှုပ်ချုံရေးအလုပ်ရရမယ်ဆိုပြီးနှဦးသားရန်ကုန်ဝတက်သွားကြတာမေလ၄ရက်နေ့မနေ့အစောကြီးတက်သွားပြီးတော့ညနေမှသူတို့ဖုန်းတွေကခေါ်မရတော့ဘူးအဲ့ဒါနဲ့၄ရက်ကြာတော့ရဲတော်ကနေသူ့အင်ကိုဖုန်းဆက်အတိပေးပါတယ်သူရောစောချက်နေရောတင်းရင်ကိုစစ်သားစစ်ဆောင်ရေးတက်ကိုရောက်နေတယ်သူတို့ကိုအလုပ်ဆိုပြီးလိန်ခေါ်သွားခဲ့ပါတယ်လှုပ်ချုံရေးအလုပ်ဆိုပြီးစစ်မှုထမ်းတင်းတန်းတက်ရမယ်တဲ့ညှင်းလို့လည်းမရတော့ဘူးလို့ပြောဆိုသွားခဲ့ပါတယ်ဟိုဖက်ဆစ်ခံခဲ့ရသူလူငယ်တွေရဲ့မိတ်ဆွေဖြစ်သူရှင် င်ပြချဖြစ်ပါရယ်။မောင်ရဲနောင်နဲ့မောင်စောချက်လဲလို့နှုတ်ဟာအလုလျှောက်ရန်ရန်ကုန်တိုင်းလိုင်တရာမြို့သို့မတော်မီခရဲက၎င်းရဲ့အကိုကြီးအကျဉ်းနဲ့တပ်ပုံများကိုဗိုင်ဘာကနေတဆင့်ပေးပို့ခဲ့ကြကြောင်းလိုင်တရာရောက်ရှိနေတဲ့အချိန်မှာဆိုင်ကနေစီးဖြင့်အရက်ဝတ်အမျိုးသားနှုတ်ကလာခေါ်ကြောင်းရင်နောင်အငားရည်ဖြစ်ထမံခေါ်ဆောင်သွားပြီးတရင်ကိုစုဆောင်ရေးတပ်ကိုပို့ဆောင်ခံခဲ့ရကြောင်း၎င်းရဲ့မိုဘိုင်းဖုန်းများကိုသိမ်းယူသွားခဲ့ကြောင်းမေလာရှိရနေ့ရောက်တဲ့အခါမှာတရင်ကုန်းတပ်အထွေမှစစ်သားတို့ရဲ့ဖုန်းကိုအခကျင်းဝင်ပေး၍တဆန်ရမ မိသားစုများထံသို့အသိပေးအကြောင်းကြားနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။အွန်လိုင်းမှာပဲဖြစ်ဖြစ်လက်ကမ်းကြော်ညာနဲ့ပဲဖြစ်ဖြစ်လဆာကောင်းမယ်အလုပ်ရမယ်ဆိုတော့ကိုမယုံကြဖို့ပါ။လဆာ၅သိန်းတထောင်ပေးမယ်။လှုပ်ချွေးရေးလှုပ်ရမယ်ဆိုပြီးစစ်တထဲလိန်ခေါ်ခံရတဲ့ဖြစ်စဉ်လို့တခြားသောလူငယ်တွေမှာဖြစ်အောင်လို့ပါလို့၎င်းဆက်ရပြောဆိုထားဖြစ်ပါရဲ့။ လက်တော်မဖက်စည်းခံထားရတဲ့မောင်ရဲနောင်နဲ့မောင်စောထက်နေလို့ဒီယခုလအတွင်းဖွင့်နေတဲ့စစ်မှုထက်အပတ်စဉ်ဆက်သွေးတက်ရောက်ရမယ့်သူများဖြစ်ကြကြောင်းသိရှိရပါတယ်။ကြောင်းရဲ့တက်ဆက်ပြမို့ဒီမှာပဲကြာနာကိုပြပါရှင်။နောက်ထပ်ပြတွင်ပြပါတဲ့များကြောင်းရဲ့တရင်များနဲ့နောက်ဆုံးရဲ့တရင်များနဲ့အတူပြန်လာပါမယ်။ပြည်ချများလို့မယ်ရှင်နေရှင်နေကြပါစေရှင်။